Binance ရဲ့ဒီတစ်ခေါက် launch ဖို့ပါတော့ gamer တွေကြိုက်ပါပဲ Binance launch ဖို့မှာ66ခုမြောက် project ဖြစ်တဲ့ GAN GAM လို့ခေါ်တဲ့ project အသစ်ကိုမိတ်ဆက်ထားပါတယ် Binance launch ဖို့ဆိုတာကတော့သူမ staking လုပ်ပြီးတော့ PAN token တွေကိုအခမဲ့ရယူနိုင်တဲ့ project တစ်ခုဖြစ်ပါတယ်ဒီဗီဒီယိုမှာတော့ Gans Company ရဲ့အကြောင်းနဲ့သူ့ရဲ့ token ဖြစ်တဲ့ GUN ရဲ့အသုံးဝင်မှုတွေအပြင် Binance Launch ခုနဲ့ဆိုင်တဲ့အကြောင်းတွေကိုပါပြပြပေးမှာပါ။ ကန်စကပါရီထူချတဲ့ကန်စကကန်စလာဂိမ်းဆိုရဲ AAA game developer ကနေပြီးတော့တိစောက်တဲ့ Lia One Blockchain ဖြစ်ပြီးတော့အရေးသွင်းတဲ့ game နဲ့အတူ crypto နည်းပညာကိုပေါင်းစပ်အသုံးပြုဖို့ယူရထားပါတယ်။ဒီ project ကနေ GUN token တွေကို Binance Launch Pool မှာ farming လုပ်နိုင်ပါတယ်။ Binance Launch Pool မှာ gas farming ဘယ်လိုလုပ်မလဲ။ Binance Launch Pool ကနေ gas token တွေကိုရောက်ယူဖို့အတွက်သတ်မှတ်ထားတဲ့ cryptocurrency တွေကိုသတ်မှတ်ထားတဲ့ပူရီအတွင်းမှာ stake တော်လုံးရမှာပါ။ GANS address stake လုပ်နိုင်တဲ့ cryptocurrency တွေကတော့ BNB, FTUSD, USDC တို့ဖြစ်ပါတယ်။ Farming Gala ကတော့ Master 28ရဲ့နေ့2025မြန်မာစံတော်ချိန်အနေနဲ့ဆိုရင်မနက်6:00နာရီခွဲကနေစပြီးရော3ရက်အတွင်းကြာမှဖြစ်ပါတယ်။ဒီကလအတွင်း stake လုပ်ထားတဲ့ cryptocurrency အရေးအတွက်နဲ့အချို့ညီအောင် TUN token တွေကိုဟိုကအနေနဲ့ရရှိမှဖြစ်ပါတယ်။ Finance listing အကြောင်း ဖိုင်မီကာလာပြီးဆုံးပြီးနောက်မက်လ31ရက်နေ့2025ညနေ6:00နာရီခွဲလောက်မှာဆိုလို့ရှိရင်တော့ Binance ကနေပြီးရော Kens ကို listing လုပ်မှာဖြစ်ပါတယ် trading လုပ်လို့ရတဲ့ trading pair တွေကတော့ USDT, PNB, FTUSD နဲ့ TRY pair တွေနဲ့ trading လုပ်လို့ရမှာဖြစ်ပါတယ်။ Gas project ရဲ့ထူးခြားချက် Gens က Gensel Game ကတည်ဆောက်ထားတဲ့ blockchain ဖြစ်ပါတယ်။အရေးသွင်းနေ AA Game နဲ့အတူအထူးပြုလုပ်ထားတာပါ။ Gens Token ကို Game အတွင်းမှာအသုံးပြုနိုင်မယ်။ဥပမာအားဖြင့် in-game transaction တွေ reward တွေဓမ္မမဟုတ် governance အတွက်အသုံးပြုနိုင်ပါတယ်။ဒီ project က blockchain နည်းတင်ရတဲ့ gaming ကိုပေါင်းစပ်ပြီးတော့အသေးစားတွေဖန်တီးဖို့ရည်ရွယ်တာပါ။အခြားခွင့်အနေနဲ့မတူတော့ကသူကသူ blockchain ရှိလို့ transaction ငွေလွှဲရတာအရှမ်းမြန်ပါတယ်။ ။ဆိုတော့ကူကဘက်ထရီကိမင်ကိုလည်းစိတ်ဝင်စားတယ်။ Binance ကနေပြီးရော Lash Blue လို့ပြီးရော ပေးတယ်။ဒီ token တွေကိုလည်းလူစင်တဲ့ solution နော်။ Binance Lash Blue မှာဘာဖို့လို့ပါရယ်။ Bubble address solution ကိုမှ Binance account တခုရှိထားရမယ်။အဲ့ဒီ account ကလည်း KYC အောင်ထားပြီးသားဖြစ်ရမယ်။ Binance account မရှိသေးဘူးဆိုရင်တော့တခြား account တွေနဲ့မတူဘဲနဲ့ Binance နဲ့တရားဝင် partner ဖြစ်တဲ့ CryptoMate ရဲ့ Reform အုပ်မယ် solution ရဲ့ trading fees 20% off အပြင်ကုန်သုံးတဲ့တွေအတွက်သီးသန့်ပေးမဲ့ gift away တွေမှပါဝင်ခွင့်ရမှာဖြစ်ပါတယ်။ Binance Launch ဘူလုံးပုံအသေးစိတ်ကိုတော့ဒီဗီဒီယိုမှာတောပြီးတော့ကြည့်နိုင်ပါတယ်။ဒီတစ်ခါပေးမဲ့ GUN token ကစုစုပေါင်း supply 1 billion ရှိမဲ့ Launch ဘူမှာပေးမဲ့ token reward ကတော့တန်း40ရှိပါမယ်။ဒါကစုစုပေါင်း supply ရဲ့၄ရာခိုင်နှုန်းဖြစ်ပါတယ်။ လောက်လောက်လို့ရတဲ့ token သုံးခုရဲ့မှာဆိုလို့ရှိရင် BNB အတွက်ပေးထားတဲ့ reward ပမာဏကအများဆုံးဖြစ်တဲ့ဒုက total reward ရဲ့80ရာခိုင်နှုန်းဖုံးချပြီးတော့ FT USD နဲ့ USDC ကတော့ channel 20%ကို100ရာခိုင်နှုန်းစီခွဲပြီးတော့ရမှာဖြစ်ပါတယ်။ နာရှပူရဲ့ထောင်စံအတိုင်းပဲဒုက္ခနေတော့လို့ပြောဖန်တာချိန်ချလေလေရရဘကလည်းများလေလေဖြစ်တာကြောင့်ဒီဗီဒီယိုကိုချစ်ပေးရတယ်နာရှပူရဲ့ကိုကိုယ်နေသွားထည့်ခြင်းထည့်ထားလို့ရပါပြီ။ MB လေးဝယ်ထင်တဲ့ဆိုလို့ရှိရင်တော့ဒီ link ကနေပြီးတော့သွားဝယ်လို့ရတယ်။ဒီဗီဒီယိုရဲ့ description မှာလည်းလင့်ငေးချပေးထားမယ်ပေါ့နော်။ပြီးတော့ finance ကဲ PME ကိုယ်နေကလည်းဒီလိုမျိုးပတ်စစ် income ပဲရှာလို့ရတာမဟုတ်ဘူး။ spot to margin တို့ trading လုပ်တဲ့အချိန်မှာ finance bnb သုံးပြီးတော့ trading fees ပေးမယ်ဆိုရင်25%အောင်ပါ discount ထပ်ရတယ်အဲ့ဒါက crypto make ကုန်းနဲ့ဖွင့်ထားလို့20% discount ထပ်ရတာနဲ့မဆိုင်အောင်တော့သူတက်တက်ထပ်ရဆိုပြီးရလို့ရှိရင်ဒီ future trading fees မှာကကြတော့ဒီ10%ပဲထပ်ရတယ်ဆိုတော့ပြောစင်တာက BME holder တွေဆိုလို့ရှိရင် Binance ပေါ်မှာ passive income ရှာလို့ရတဲ့ project တွေ proof တွေအများကြီးရှိရယ်အာပြီးတော့ဒီလိုမျိုးတက်တရာတက်တာကြောင်းနေလည်းအများကြီးရှိရယ်ပေါ့နော်ကိုက crypto သုံးပြီးတော့ passive income ရှာဖို့စိတ်ဝင်စားရတဲ့သူဆိုလို့ရှိရင်ဒီလိုမျိုး finance ကဲ feature တွေကိုလိုက်ပြီးလေ့လာထားလို့ရတယ်။ဒီနေ့ video လေးကတော့ဒီလောက်ပါပဲ။အားလုံးမဲ့နောက် video မှာပြန်လေ့ကြရပါဦး။